ီကနေ့ကျွန်တော်ဖတ်ပြချင်တာကတော့မြက်ကွေလူလူတော်လိုင်းစာစဉ်အတွဲလေးအမှတ်စဉ်17မှာဖော်ပြထားတယ်။စာရည်သူတွင်မင်းရေးသားထားတဲ့မှတ်ညံတွေကစောင်းညများဆိုတဲ့အစေးပဲဖြစ်ပါတယ်။မှတ်ညံတွေကစောင်းညများကျွန်တော်ငငယ်တုန်းကစောင်းရောက်မှာအရန်ပျော်ရွှင်ခဲ့ဘူးတဲ့ပုံမှန်ဆို စာလာအိတ်ထက်ခောက်ပြီး တိမ့်ထတာတဲ့မွေရထူထူကြီးပေါ်မှာအိတ်ခွင့်ရမာကိုကြိုမျောလင်ပြီးပျော်နေတတ်ခဲ့တယ်။အညာဟာနှွေမှာပူသလားစောင်းမှာလဲခိုက်ခိုက်တုံအောင်အေးပါတယ်။စောင်းကြုံလို့မနှွေတော့တဲ့အချိန်တွေဆိုရင်50ဆောင်းလို့ခေါ်တဲ့အညာဆောင်အကြီးကြီးကို မောင်နှမတွေစုကြုံကြပြီးပုကအိတ်ကြရတယ်။ ျွန်တော်လူမန်းတိတဆအရွယ်တုန်းကတော့စောင်းရောက်ရင်ခြုံမိုးဆိုပြီးအဖေကဂုံဒီအိတ်တွေကိုပွဲယုံနေကနေတောင်းယူလာတတ်တယ်။အရန်အေးတဲ့စောင်းကြတွေဆိုစောင်းတွေရဲ့အပေါ်ကနေအဲ့ဒီဂုံဒီအိတ်တွေထပ်ပြီးခြုံခဲ့ရတာတွေလဲချွတ်တက်တဲ့စောင်းရဲ့အမတ်တရအနေနဲ့ကြံနေတော့မှာပဲအသက်နည်းနည်းကြီးလာတော့ စပိန်ဆိုလဲကိုရီးယားပိန်ဆောင်းဆိုလဲကိုရီးယားဆောင်းဆိုပြီးခေါ်ကြတဲ့အသုံးဆောင်ပစ္စည်းလေးတွေခစ်စားလာတယ်။ဆောင်းရသည်ဆိုအဲ့ဒါမျိုးတွေခြုံရတယ်။နွေရသည်ဆိုအညာချီဆောင်ပါးပါးလေးတွေခြုံပြီးစောင့်ကြရင်ကိုရီးယားဆောင်းနွေနွေတွေကိုထုတ်ပြီးညအိတ်တာကကျွန်တော်တို့အိမ်မှာအလေးအထတစ်ခုလိုဖြစ်လာတယ်။ ပေရာဒီရောက်ရောက်စောင်းမချုံရင်မအိတ်တက်တဲ့အညာသားကကျွန်တော်ပါပဲစောင်းနဲ့ပတ်သက်ရင်အခုထိမှတ်မှတ်ထင်ထင် ရှိနေတာကတော့စောင်းအမိတခြင်းပါပဲအလွန်အေးရေရာဒီအလွန်ချမ်းနေရာဒီမေတ္တရွာမောင်တမျိုးတော့နေလို့လဲမဖြစ်နိုင်ပါသည်ဆိုတဲ့အတန်ကငငယ်ကရုပ်မြင်တန်ကြမှာ ရနေကြဆောင်းရင်ပြယုတ်တစ်ခုလိုပါပဲဆောင်းမှာချစ်သူကို လွမ်းတဲ့သူအိမ်ကိုလွမ်းရတဲ့လူတွေကအာနာသိမ့်မှုပြီးတဲ့အခါပုံများလာတယ်အညာရဲ့ပြကြသွားတဲ့ရွာတွေမှာအိမ်ဆိုတာမရှိတော့တဲ့ပြည်သူတွေဟာအာနာသိမ့်မှုရှေ့ကြလာတာနဲ့အများပိုပြီးများလာနေပါတယ်ဆောင်းဟာအညာကပြည်သူတွေအတွက် ပို့ပြီးတော့အချမ်းပို့တတ်ပါတယ်နေစရာမရှိတော့တဲ့စစ်ဆောင်ပြည်သူတွေဟာစောင်းရောက်ရင်ပို့ပြီးခက်ခဲကြတယ်စာဝိနေရေးအတွက်စောင်းတန်ရောစစ်ဘေးတန်ကိုရောအန်တူရင်ရှင်တန်လှုပ်ရှားနေကြရပါတယ်စစ်ဘေးဆောင်ပြည်သူတွေအတွက်အနှွေးတယ်နဲ့စောင်းတွေလှူဒန်းပေးဖို့စောင်းရာဒီမှာ fundraising တင်းတွေက campaign တွေလုပ်ကြပြီးလူတန်းတာမျိုးတွေလည်းလုပ်ကြပါတယ်။ဒါကပြည်သူကနေပြည်သူကိုမျှဝေတဲ့နှွေးထွေးမှုပဲမလား။တော်လန်ရေးရှေးကြလာတာနဲ့အတူကြုံလာရတဲ့အခက်အခဲတွေကိုပြည်သူကနေပြည်သူကိုကူညီရင်းတော်လန်ရဲ့အောင်ပွဲစီကို ရောက်ရှိဖို့မျှော်ရည်လိုက်ပါတယ်။ With hey. et